အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့9နိုင်ထိုးမှာကိုးကောက်ရွတ်လို့ရှင်တကယ်ငွေဝင်နဲ့ကျွန်တော်တွေဂါထာလေးမြောက်ပြီးမှဖြစ်ပါတယ်တကယ်တော့ဂါထာမဟုတ်ပါဘူးကျွန်တော်မိတ်ဆွေများကြားလို့ရှင်အံ့ဩတင့်သွားပါလိမ့်မယ်ကျွန်တော်လည်းတကယ်တည်တည်ချင်ချင်တကယ်ကိုအံ့ဩတင့်မိတယ်ဒီဟာလေးကကျွန်တော်မိတ်ဆွေပေါ့နော်ကျွန်တော်မိတ်ဆွေလို့လည်းပြောလို့ရတယ်ကျွန်တော်ဆရာသမားလို့လည်းပြောလို့ရတယ်ကျွန်တော်တွေ့ရှိခဲ့ပါတယ်ဒါလေးကိုပြောပြပါတယ်ကျွန်တော်ဒီဟာလေးကိုမယုံဘူးကျွန်တော်ဒါကြောင့်မို့ကျွန်တော်လက်တွေ့ဆန်းတယ်ကျွန်တော် ကျွန်တော်လည်းလက်တွေ့ဆန်းနဲ့ကျွန်တော်မိတ်ဆွေများကိုလည်းကျွန်တော်စမ်းသပ်ခံကြည့်တာဟဲ့တကယ်အစီအပြေတဲ့အကြောင်းလာပြန်ပြောကြတဲ့အတွက်တကယ်ကိုကျွန်တော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 ်လေးကိုကျွန်တော်လေးကိုတော်တော်လေးကိုကျွန်တော်ထူးခြားမှုတွေရှိတယ်ဒါကြောင့်မိတ်ဆွေများလည်းလက်တွေ့ဆန်းသပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်နေ့လေးစမ်းမယ်ဆိုတော့တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓဟူဒီ၃ရက်ရွတ်လို့ရှိရင်နဲ့ပိုလို့အစွမ်းထက်တာကိုတွားတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျွန်တော်မိတ်ဆွေများယုံမှာတော့မဟုတ်ပါဘူးအဲ့ဒါအဲ့ဒါဘာကိုယူရမှာလဲဆိုတော့ကိုးလီပဲဖြစ်ပါတယ်ကိုးလီက ကိုးလေရွတ်လို့ရှိရင်ငွေဝင်နေတယ်ကျွန်တော်ပြောတယ်ငါကျွန်တော်ကကျွန်တော်ဟာတလို့ထင်ခဲ့တာဗောနတကယ်တော့ဟာတမဟုတ်ပါဘူးကိုးလေရွတ်ရင်တကယ်ငွေဝင်ပါတယ်ကျွန်တော်မိတ်ဆွေများရွတ်ကြည့်ပါကျွန်တော်လည်းဘာရောက်လဲကျွန်တော်သူ့ကိုမေးမေးကြည့်လိုက်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီကဘာကဘာမြေကြီးကိုကျွန်တော်အနောက်တိုင်းမှာရောကျွန်တော်တို့ရောအားလုံးကိုကိုးနှဝင်းဗောနအဲ့တော့ကိုးနှဝင်းကိုအလေးနဲ့ထားကြတယ်အမဂျိုကြီးကိုးလုံးတို့အခုံတော်ကိုးပါတို့ကျွန်တော် အောင်တရာရှစ်ကွက်လို့အဲ့လိုမျိုးပုံတော့ကျွန်တော်တို့ကဒီကျွန်တော်ကဘာမောကျွန်တော်တို့မြန်မာမြန်မာတွေမောဒီကိုနဝင်းရအလေးနဲ့ထားကြတယ်အဲ့တော့ဒီဘာကြောင့်ဒီကိုလီကိုရွတ်တာလဲဆိုလို့ရှိရင်ကျွန်တော်ကိုတက်လီရလဲကိုကိုနဝင်းကိုနက်လီရလဲ78 18နဲ့ရှစ်တဲ့ပေါင်းတော့ကိုနဝင်းကို3လီ29နဲ့9ခွန်နဲ့ပေါင်းတော့ကိုနဝင်းကိုလီလီ36 36နဲ့ပေါင်းလို့နဲ့ကိုနဝင်းကို9လီ45ကိုနဝင်းကို6လီ54ကိုနဝင်းကို9လီ63ကိုနဝင်းမဲ့ ကိုရှိလီ92ကလည်းကိုနှမွေမဲကိုကိုလီ81ကလည်းကိုနှမွေမဲ90လီ90ကလည်းကိုနှမွေမဲနော်97လီ99ကိုနှမွေမဲဟမ်ကို ိုကိုကိုနှစ်ခါဆိုတော့16 16နဲ့1နဲ့8နဲ့ပေါင်းတယ်ကိုပဲအဲ့တော့6 14လေးကလည်း108ကိုနှဝင်းပဲအဲ့တော့ကျွန်တော်မိတ်ဆွေများကကိုကိုလေးကို1ကနေစပြီးတော့7နှစ်လေးထိကိုတက်လေးကိုကိုနှစ်လေး16ကို3လေး29ကိုလေးလေး36ကို5လေး45ကို6လေး54လေးကို9လေး63ကို8လေး82ကိုကိုလေး81 90လေး90ကို71လေး90ကို62လေး108 အဲ့လားလေးကိုကိုကောက်ရွတ်မှာဖြစ်ပါတယ်အဲ့တော့ဘယ်ရှင်မှာရွတ်မလဲဆိုတော့9နိုင်ထုံးမှာရွတ်မှာဖြစ်ပါတယ်9နိုင်ထုံးလို့ရွတ်မယ်ဖောင်အောင်ပြောမလဲဆိုတော့ဂျိုကြီးကိုလုံးအောင်ပြပြီးရွတ်မှာဖြစ်ပါတယ်ရွတ်ပြီပြီဆိုတာနဲ့ကျွန်တော်တို့ကျွန်တော်တို့ပတ်စံအိတ်အိတ်တွေကိုငွေတွေကျွန်တော်တွေကိုးကနန်းတွေရောက်လာပါစေကိုးသိန်းကိုးတောင်းစပြေပေါ့နော်ကိုးအလုံးနဲ့ကိုပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများကိုးတောင်းလည်းရလဲကိုးတောင်းလည်းရလဲကိုးသိန်းလည်းရတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုလွန်ခဲ့တဲ့ကိုကိုရဲ့လောက်ကစမ်းကြည့်ပြီးပြီ အဲ့တော့ကျွန်တော်ကတော့အဲ့ဒါလေးကိုကျွန်တော်ရွတ်တယ်ဗျ။ကျွန်တော်ကတော့ကိုယ့်ရဲ့တိတိဆန်းကြည့်တာပေါ့နော်။အဲ့တော့ပထမရွတ်တဲ့ပထမရွတ်တဲ့နေ့မှာတိတ်ထူချအောင်ဗျ။အဲ့ဒုတိယရွတ်တဲ့နေ့မှာနည်းနည်းထူချတာလေ။တတိယရွတ်တဲ့နေ့မှာတော့ပိုးလို့ထူချလာလေ။ကိုယ့်ရဲ့အတင်းကိုယ့်ရဲ့ကိုယ့်ရဲ့အတင်းမှာကြတော့ကျွန်တော်တို့တကယ်ပဲကျွန်တော်ကျွန်တော်ပြောလိုက်တဲ့ငွေအမောက်ပမာဏနေပါကိုရလာခဲ့တယ်ပေါ့နော်။ကျွန်တော်ကျွန်တော်ကိုယ့်ရဲ့အတင်းမှာဒီဟာကိုကိုကောက်ရွတ်မယ်။ကိုယ့်ရဲ့အတင်းမှာကိုသိန်းရပါစုစုပြီးကျွန်တော်အဲ့လိုရွတ်လိုက်တယ်။ တိုက်ဆိုင်ဆိုတိုက်ဆိုင်ဆိုတာနဲ့ပဲကျွန်တော်၈သိန်းနဲ့ကျွန်တော်၈သိန်းနဲ့ကျွန်တော်1000တိတိရခဲ့တယ်အဲ၈သိန်းနဲ့1000ဆိုလို့ရှိရင်လည်း၈နဲ့1နဲ့ပေါင်းလို့လည်း9ပဲဖြစ်သွားတယ်အဲတကယ်ကိုကျွန်တော်မယုံနိုင်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းဒီဟာကိုရွတ်လို့ရပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်ရွတ်ဖို့ရွတ်နေတေးတေးချာချာလေးကိုကျွန်တော်စပြောပေးမယ်ဒီ9ရက်အတွင်းမှာကျွန်တော်ဒီအစွမ်းပြပါတယ်ဗျကိုယ်ဒီမှာအဆုံးပြလဲအဲ့တော့မိတ်ဆွေများအဆုံးပြပြီဆိုတာနဲ့အဲ့တော့နေ့တိုင်းရုပ်ကြည့်ပါအဲ့တော့ကျွန်တော်မိတ်ဆွေတို့ပြောတာတော့သူကဒီရောက်ခလေးလေးရုပ်ခိုင်းပို့ဆွမ်းနေလို့ပြောတယ် ။နော်ခုဆိုခလေးလေးဆိုလို့ရှိရင်ကိုးလေးတွေပါရွတ်ရတယ်နော်တကယ်ကိုအဆင်ပြေတယ်သူတို့အစာမီးပြီးသားလည်းဖြစ်တယ်အဲ့တော့ငွေလဲဝင်တယ်အဲ့ကိုးလေးကိုကိုးကောက်ရွတ်တယ်ခလေးလေးရလဲမုတ်ဖိုးလေးရလဲပြောတယ်ဗျမုတ်ဖိုးလေးရတယ်ငွေလဲရွှင်တယ်မုတ်တွေအများကြီးစားရတယ်အဲ့တော့ဦးလေးလေးဓာတ်တွေဖိုးဖောက်လေးမုတ်ဖိုးလေးဝိုင်းပေးတာမျိုးအင်းကြီးလက်ဆောင်တွေပေးတာမျိုးသူတို့အတွက်ကစားစရာအယုတ်တွေပေးတာမျိုးအဲ့လိုမျိုးလေးတော့ဂျုံကနေပြောပါတယ်ဟုတ်ပြီဒါဆိုရင်ဒီရလေးကိုဘယ်လိုအသုံးချမလဲလွယ်ပါတယ်ဗျကျွန်တော်တို့ရင်မနဲ့မိုးမိုးလေးမီ မမနဲ့မိုးလိမ့်မီကျွန်တော်တို့တွေအားလုံးလှုပ်ရှားချက်လှုပ်ပြီးဆိုလို့ရှိရင်ဖခင်ကျောင်းတော်ရှင်မှာအရင်ဆုံးဂုံတော်ကိုးပါးကိုအရင်ရွတ်ရမယ်ဂုံတော်ကိုးပါးကိုကိုးကောက်ရွတ်မယ်ဂုံတော်ကိုးပါးကိုကိုးကောက်ရွတ်မယ်ဣတိပိတော်ဘဂဝါအရဟံတမန်တံဗုဒ္ဓဝိဇ္ဇာသရဏံတမန်တော်သူကတော်လောကဝိတုအနုတ္တရပုရိသဓမ္မတာတွေထိတတ္ထတုယမနုတန္တံဗုဒ္ဓဘဂဝါဆိုပြီးတော့ဂုံတော်ကိုးပါးကိုကိုးကောက်ရွတ်မယ်ကိုးကောက်ရွတ်ပြီးတော့မိမိစုများရှိခိုးပြီးတော့ကျွန်တော်တို့ကိုးရွတ်တင်မှာငွေတွေသိချင်ဝင်ပြစီဆိုပြီးဆူတောင်းမယ် အဲ့တော့ကျွန်တော်ငွေကျွန်တော်900လေး900တောင်းလေးလုံနေနဲ့ငွေတွေသိကြည့်လို့တာပြောလိုက်နော်အဲ့ဒါလေးဆူတောင်းလိုက်မယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့တွေ9နိုင်ထိုးလို့ရှိရင်တော့9လီကိုကိုကောက်ရွတ်ပြေးမှဖြစ်ပါတယ်အဲ့တော့9နိုင်ထိုးလို့ရှိရင်ကိုကဟိုအလိုတွေပါတော့ရလဲကိစ္စမရှိဘူးရောက်တဲ့နေရာမှာရွတ်လို့ရတယ်ကားပေါ်မှာရောက်ရင်ကားပေါ်မှာရွတ်မယ်ဆိုင်ကယ်ပေါ်မှာ9နိုင်ထိုးရင်ဆိုင်ကယ်ပေါ်မှာရွတ်မယ်အလုပ်ထဲမှာ9နိုင်ထိုးရင်အလုပ်ထဲမှာရွတ်မယ်အဲ့တော့အိမ်မှာကိုအိမ်မှာပဲ9နိုင်ထိုးအိမ်မှာရှိတဲ့ဆိုအိမ်မှာရွတ်မယ်အဲ့ဒီနေ့တော့ ကျွန်တော်တွေအဲ့ကိုနိုင်ကိုနိုင်ထုတ်လို့ရှိရင်တော့ပို့လို့ထူချခြင်းတိုင်သားလုံးကိုရွရွခိုင်းမှာအမျိုးသားတွေရောအမျိုးသမီးတွေရောခလေးတွေရောလူကြီးတွေရောဟာဖိုးဖွားတွေပါကိုတွေရွခိုင်းကြည့်လိုက်တိုင်လုံးကိုကိုနှဝင်းလေးစီစင်းသွားလိမ့်မယ်ကျွန်တော်လည်းဒါတော့တကယ်မယုံနိုင်ဘူးပေါ့နော်အဲဒီကိုကိုလီနဲ့ဂုံတော်ကိုပါတော့အိမ်မှာရွမယ်ဆိုတော့ကျွန်တော်တယောက်ပဲရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများတော့အိမ်မှာခလေးလေးရှင်ခလေးလေးပါရွခိုင်းအဲ့တော့အဲ့တော့ကျွန်တော်မိတ်ဆွေများဒီလူများလေးကောင်းလေးပဲလူမများလေးကိစ္စမရှိပါဘူးကျွန်တော်တို့ကတယောက်တည်းနေရတာပြရလို့ကျွန်တော်တို့ကအလုပ်လုပ်နေရတာပြလို့ကိစ္စမရှိပါဘူးအဲ့တော့ ကျွန်တော်ဆိုလို့ရှိရင်လည်းအိမ်မှာကလေးလေးရှိတယ်ကျွန်တော်အိမ်မှာရှိတဲ့ကလေးလေးကိုလည်းတခါတလေရွတ်ခိုင်းတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းရွတ်ကြည့်ပါတကယ်ထူးကြပါတယ်ဗျအဲ့တော့ကျွန်တော်မနက်ပိုင်းမှာကိုနော်ကိုပေါ့ကိုကိုကောက်ရွတ်မယ်ကိုနိုင်ထူးပြီဆိုတာနဲ့ကိုလီကိုကိုကောက်ရွတ်မယ်ဘာကြောင့်လဲဆိုတော့ကိုလီမှာကိုနှဝင်းနေစီးစင်းနေတယ် ပါအောင်ပြုပြရုံမယ်ဆိုတော့ဂျိုးကြီးကိုလုံးကိုအောင်ပြုပြရုံနေရာမှာဖြစ်ပါတယ်တနည်းအားဖြင့်အနောက်တိုင်းမှာတော့ဆက်ကြဝရာကြီးကိုအောင်ပြုပြရွတ်တယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ဂျိုးကြီးကိုလုံးကိုရွတ်ပြီးအောင်ပြုပြရွတ်တာပို့လို့ထိပ်ပဲရှိတယ်လို့ကျွန်တော်ယုံတင်တယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီဂျိုးကြီးကိုလုံး ထကြဝတာတရနေပြီးတော့စူတောင်းတဲ့တစ်ခုစူတောင်းမယ်ပေါ့ဗျာအဲ့တော့ငွေတင်သိချင်းဝင်ပါစီပေါ့တော့မဟုတ်လဲကျွန်တော်တွေငွေငွေကိုသိန်းကိုရွတ်တင်มาရပါစီပေါ့အဲဒါမှမဟုတ်လဲအဲ့လိုမျိုးရွတ်အဲ့လိုမျိုးရွတ်ကြည့်ပါဒီအရိုကျွန်တော်ကျွန်တော်မိတ်ဆွေကျွန်တော်ဒီကျွန်တော်မိတ်ဆွေထင်းတယ်ကျွန်တော်ဆယ်ယောက်ဆယ်ယောက်ကျော်ပြီထင်းတယ်ကျွန်တော်ဆက်ဆက်သက်ခံကြည့်တာတချို့မိတ်ဆွေများကတော့ကိုရွတ်တင်มาအဆင်ပြေတယ်တချို့မိတ်ဆွေများတရက်နဲ့အဆင်ပြေတယ်တချို့မိတ်ဆွေများတော့သူ့ကိုကိုနွေကြိုက်တဲ့အတိုင်းပဲကျွန်တော်28ရက်မှအဆင်ပြေတယ် အဲ့တော့ကျွန်တော်မိစေများတချို့မိစေများ16ရက်နေမှာအဆင်ပြေတော့သွားတွေ့တယ်။အဲ့တော့ကျွန်တော်မိစေများလည်းဘယ်ချိန်မှအဆင်ပြေမယ်ဆိုတော့လက်တွေ့ဆန်းသက်လို့ရပါတယ်။အဆင်ပြေခဲ့ရင်ကျွန်တော်ကိုလာပြီးခုမှမှရေးပေးပါဦးများတကယ်ကျွန်တော်ကိုအဆင်ပြေလဲပြေတယ်ပေါ့နော်။ဒီဟာလေးကကျွန်တော်တွေဟာဟာတာတစ်ခုတော့ဖြစ်ချင်းဖြစ်နိုင်တယ်ဘယ်နဲ့ပြခလေးလေးရွတ်တဲ့ကိုးလီကဘယ်နဲ့ငွေဝင်ရမလဲဆိုတော့ကျင်းကျင်းဖန်ဖန် ရှောင်းတင်မှာနေဆိုပြီးကျွန်တော်ကိုထင်ကောင်းထင်နေလိမ့်မယ်။အဲကျွန်တော်မိစမှာလက်တွေဆန်းဆန်းတက်ကြည့်ပါ။ကျွန်တော်အဲ့လိုတခုသိရပြီဆိုလို့ရှိရင်တခုကျွန်တော်တို့တင်တော့မယ်တခုလုံးတော့မယ်ဆိုကျွန်တော်ကိုယ်တိုင်အရင်ဆန်းတက်ကြည့်တယ်ဗျ။တကယ်ထူးခြားမှုရှိတယ်ဆိုတော့မိစမြောက်ပေးလေရှိပါတယ်။အဲ့တော့စိတ်ချပါကျွန်တော်ဘယ်ကျင့်စဉ်ကိုပဲဖြစ်ဖြစ်ဘယ်ကာရာကိုပဲဖြစ်ဘယ်ကြရာကိုပဲဖြစ်ဖြစ်ကျွန်တော်အနီးနားလူလေးစမ်းသက်ခိုင်းတယ်ကျွန်တော်ကိုယ်နိုင်စမ်းသက်ကြည့်တယ်ထူးခြားမှုမရှိရင်အဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ ကျွန်တော်တို့ပြန်ပြီးတော့မျက်မဝေတော့ဘူးထူချောင်းမှုရှိတယ်ပိုလို့ထူချောင်းကိုကျွန်တော်ကကိုကျွန်တော်နားလေလာတာနေတက်ကြွနားလာလေးနေကျွန်တော်စင်ငယ်စင်ငယ်ပေါင်းထက်လိုက်တယ်အော်ဒီဒီတရားကိုတော့ကျွန်တော်ဘယ်ရလေးလေးပေါင်းထက်လိုက်ရင်ဘလို့စွမ်းလဲဆိုတာကိုကျွန်တော်အမြဲတမ်းလိုက်လေ့လာတယ်အခုကလေးလဲကျွန်တော်မိတ်ဆွေများကျွန်တော်လက်တွေ့စမ်းသပ်ထားတယ်အဲကျွန်တော်အဲ့ကျွန်တော်မိတ်ဆွေများရှိရင်လည်းပြောပြပေးအဲ့မှာခလေးလေးရှိရင်ခလေးလေးရုတ်ခိုင်းကိုမိတ်ဆွေအပေါင်းအသင်းတွေရှိလို့အပေါင်းအသင်းတွေကိုပြောပြပေးကြည့်ပါတကယ်ထူးခြားပါတယ်ရမ်းလွယ်ပါရဲ့နော်မနေ့မနေ့ပိုင်းမှာအကုန်လုံးကိုပါကိုကောက်ရုတ်မယ် အဲ့တော့ငွေသိချင်းဝယ်ဆူတောင်းမဲ့လူတန်းနိုင်ပါစေပေါ့လေငွေသိချင်းဝယ်ပါစေကျွန်တော်လူတန်းနေလုံးနိုင်ပါစေပြီးရင်ကိုးနိုင်ထူပြီဆိုတာနဲ့အော်ကျွန်တော်ကိုးလီကိုကိုးကောက်ရွတ်တော့ဗျာကျွန်တော်ဂျိုးကြီးကိုးလုံးလို့ရှိတယ်အောင်တရရှိကွက်ဗုဒ္ဓဆက်သွဲကိုးနေဝင်မဲ့ဂုံတော်ကိုးပါဟာအများကြီးပါပဲဗျာကျွန်တော်တို့တွေနော်ဒါကြောင့်မိတ်ဆွေများဒီဟာလေးကိုလက်တွေ့ဆန်းသပ်နေပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေခုနသားသမီးအားလုံးလည်းငွေတွေဝင်ကြပါစေငွေသိချင်းဝင်ကြပါစေအလူတန်းနေလည်းပြန်လုံးနိုင်ကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ